ားလုံးပဲမင်္ဂလာပါရှင်။ခစ်တက်မန္တလေးသတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အစီအစဉ်လေးမစခင် channel လေးကို like and subscribe လုပ်သွားဖို့လည်းမေတ္တာရက်ခံလိုပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မှာကြက်ဥ၃တန်းခွဲလို့၍ကြက်အကောင်ရေ၄တန်းခန့်မွေးမြူမြီဟုစစ်ကောင်ဆောင်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းတွင်နေထိုင်သူလူဦးရေ9တန်းရှိပြီးထဝက်ခန့်ရှိသောလူဦးရေ3တန်းခွဲကတရက်လျင်ကျက်ဥတလုံးစားသုံးပါကကျက်ဥ3တန်းခွဲအထက်ကျက်အကောင်ကြီး4တန်းမွေးမြူရမည်ဟုအာနာသိန်းစစ်ကောင်ဆောင်မြောက်လိုင်းကပြောပါရယ်။ဂျမနီအော်တိုဘာလ16ရက်နေ့တိုင်းနယ်ပြည်နယ်ဝန်ကြီးချုပ်များဖြင့်တွေ့ဆုံစဉ်စားနပ်ရိတ်ခါပူလုံရင်းနှင့်ပတ်သက်ပြီးကြေညာရာတွင်မြောက်လိုင်းကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါရယ်။ ဒေသအလိုက်အသားငါများဖူလုံပေါ်များစီရေးစိုက်ပျိုးမွေးမြူရေးစုံတွေတီထောင်ဆောင်ရွက်သွားဖို့လိုတဲ့မိမိတို့နေထိုင်တဲ့ဒေသတွေမှာလူဦးရေအလိုက်စားရေးဖူလုံမှုရှိစေဖို့အစဉ်အဆက်တုံ့မြင့်မွေးမြူဆောင်ရွက်ကြဖို့လိုတဲ့ဥပမာအနေနဲ့ရန်ကုန်တိုင်းမှာလူဦးရေ9တန်းရှိတဲ့ထက်ဝက်ဖြစ်တဲ့လူဦးရေ3တန်းခွဲကကျက်ဥတရက်မှာတလုံးစားရင်ကျက်ဥအလုံးရေ3တန်းခွဲလိုအပ်မှာဖြစ်လို့ကျက်ဥ3တန်းခွဲရဖို့ကျက်အကောင်ရေ4တန်းလောက်ကိုမွေးမြူရမယ်ဟုမြန်အောင်လိုင်းကတိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များကိုပြောကြားခဲ့ပါတယ်။ တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက်စားရေးကိုအထောက်အကူပြုစေရန်အတွက်မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင်ပထမအဆင့်25ရာခိုင်နှုန်းဒုတိယအဆင့်40ရာခိုင်နှုန်းဖူလုံစေရန်နှင့်နောက်ဆုံးအဆင့်တွင်100ရာခိုင်နှုန်းဖူလုံစေရေးအဆင့်ဆင့်တိုးမြှင့်စီမံချက်ချမှတ်ဆောင်ရွက်သွားရမည်ဟုမင်းအောင်လိုင်ကဆိုပါရယ်စားတောက်ရေးအတွက်လိုအပ်သည့်ဥနှင့်အသားငါးများလုံလောက်စွာရရှိရင်းမွေးမြူရေးလုပ်ငန်းများကိုမဖြစ်မနေဆောင်ရွက်ပေးရန်လိုပြီးထို့သို့ဆောင်ရွက်ခြင်းဖြင့်အသားငါးများဤစည်းနှုန်းများလည်းအထိုက်အလျောက်တင့်တင့်မြတ်တာလာမည်ဟုလက်ကောင်းကပြောပါရယ် အမျိုးသားရေးညီမှန်ချက်နှစ်ရက်မှာတိုင်းပြည်သားရွာပြောရင်းနဲ့စာရေးရိတ်ခါဖူလုံရေးပင်ဖြစ်ပြီးအစိုးရတရက်အနေဖြင့်ညီမှန်ချက်ကြီးကြီးထားပြီးဆောင်ရွက်သွားရမည်ဟုမြန်အောင်လိုင်းကတိုင်းနှင်းပြည်နယ်ဝန်ကြီးချုပ်များကိုဖိအားပေးခဲ့ပါတယ်။စိုက်ကွေးလုပ်ငန်းများနဲ့တွဲဖက်၍ပြောင်းမွေးမှုရေးလုပ်ငန်းများကိုဆောင်ရွက်သွားမည်ဆိုပါကအကျိုးဖြစ်ထွန်းစေမည်ဟုလည်းမြန်အောင်လိုင်းကပြောဆိုခဲ့ပါတယ်။ဒေသအလိုက်ရာသီဥတုမြေအနေထားနဲ့ကိုင်းညီသည့် မိုးဆိုင်ပြိုးချင်းများကိုလည်းဆောင်ရွက်နိုင်ပြီးမိဖို့ကြောင့်သုံးသီးနှံများဖြစ်သည့်အာလူကြက်သွန်၊ငရုတ်သီးစသည့်သီးနှံများကိုလည်းပုံမိုတိုးတက်ထုတ်လုပ်နိုင်ရေးစိုက်ပျိုးသွားကြရမည်ဟုမင်းအွန်လိုင်းကပြောဆိုသွားပါသည်။ခေတ်သစ်မန္တလေးတရင်ဌာနရဲ့နောက်ဆုံးရရှိထားတဲ့တရင်များတင်ဆက်မှုကိုဒီမှာပဲရနာပါရစေ။နောက်နေ့တွင်မှလည်းတရင်တို့များတင်ဆက်ပြီးနေမှာမို့စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုပါသည်။အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါရရှင်။